လူရင်းမသိတဲ့နောက်ကွယ်ကနော်ဖောနဲ့နှွမ်းမိုင်ကြောင်ဖောထုတ်လိုက်တဲ့ဒရိုက်တာပြိဟိတ်တီဟာဒရိုက်တာပြိဟိတ်တီဟာကတော့လူရင်းမသိနေတဲ့တင်းဥဆောင်ဆိုတော့နှွမ်းမိုင်နဲ့နော်ဖောရဲ့ထားရင်ရိုက်ကွင်းနောက်ကွယ်ကရှုပ်တော်ဘောရင်ကိုဖောထုတ်လိုက်ပါရင်ဒရိုက်တာပြိဟိတ်တီဟာကနှွမ်းမိုင်နဲ့နော်ဖောရဲ့ထားရင်ဇလန်တီဟာလူမြောင်လောက်ကမှာနေရရဆက်သွင်ရခြင်းတက်တက်ဆမင်းသမီးရင်တလဆာနဲ့နောက်မင်းလင်းစင်နဲ့အောင်မြင်မီသာတင်းဥဆောင်ဆိုတော့နဲ့ဇလန်ဖြစ်တယ်လို့ဆိုပါတယ်ဒရိုက်တာပြိဟိတ်တီဟာမြန်မာနိုင်ငံမှာနာမည်ကြီးဒရိုက်တာတို့ဖြစ်ခင်ကနာမည်ကြီးထိတ်တန်းမင်းသားမင်းသမီးတွေတော်တော်များများနဲ့တွဲပြီးအလုံးလုံးကူတာပါ ဒီလိုမြန်မာရုပ်ရှင်လောကရဲ့မှာနာနာဆန်ဆန်ချင်းလင်းစက်စားငေးပုံရင် Driver ပြင်းဒီအောင်ကမြန်မာရုပ်ရှင်လောကရဲ့လူရင်းမသိတဲ့အကြောင်းကိုအမေရိကန်နိုင်ငံကနေပြောနေတာပါခုခါမှာတော့ Driver ပြင်းဒီအောင်ခုလက်တော်မှာဆက်လန်းရှုပ်နေတယ်နောက်ပိုင်းနဲ့တော့ဖော်ရထားရကြတဲ့ကောင်လူရင်းမသိတဲ့ရှုပ်တော်ပုံတွေအကြောင်းကိုပြောလာပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အချိန်ခုချိန်မှာဝမ်းပိုင်နဲ့တော့ဖော်ရထားရတဲ့ချိန်တုန်းကနောက်မီလီဖောက်ပြန်ခဲ့တဲ့တရေကနေရာနဲ့မှာပြင်းထန်လာခဲ့ရပါဘူး။သူတို့ပြင်းတော့နောက်ပိုင်းဟာ73နှစ်တောင်တွင်းခင်းတဲ့ချစ်သူဘော်ဘီဆာဆာကိုမျက်နှာမချဘဲ ုရှင်ရိုက်ကွင်းနဲ့နေနီးဆက်ခဲ့တဲ့နော့ဖွဲ့ရထားနဲ့နောက်မင်းလင်းခဲ့တာပါဒီကိစ္စနဲ့ပတ်သက်လို့ဒရိုက်တာပြင်ဟင်းတရားရဲ့အဆုံရအဲ့ဒီအချိန်မှာနော့ဖွဲ့ရထားဟာအောင်မြင်ချင်လို့လှမ်းပိုင်ကိုကတ်ခဲ့လို့ဆိုပါရင်ဒါကြောင့်လေလှမ်းပိုင်ဟာတစ်ချိန်လုံးကသူရိုက်ကူခဲ့တဲ့များစကားတော်တော်များများမှာနော့ဖွဲ့ရထားကိုခေါ်ပေးဖို့တောင်းဆိုခဲ့တယ်လို့သိရတာပါနော့ဖွဲ့ရထားကိုရင်ကလည်းအဲ့ဒီအချိန်မှာလူမညာလောက်ကမှနေရာတနေရာရဖို့အတွက်အရာအလုံးကိုလွှမ်းမိုင်ကိုပုံအပ်ထားပုံရပြီးတော့သူမရတဲ့နဲ့အမှုပညာကြီးကိုတော့လွှမ်းမိုင်ကတောင်းပြရတယ်လို့ဆိုပါတယ် ဒါမြင်နှွားမိုင်နဲ့နှောဖွားရထားတော့ကရှူတင်ရိုက်ကွင်းတွေမှာတူတောင်လေးကိုနီးစပ်မှုရှိခဲ့ပြီးတခန်းနဲ့တူတူနေတခန်းနဲ့တူတူအိတ်ကြရရင်ရှိရင်လို့ဒရိုက်တာပြင်းဟင်းတင်ဟာကဖောက်တင်ချလာတာပါဒါပေမဲ့နှွားမိုင်ဟာနှောဖွားရထားကိုကြာကြာမတွင်းလိုက်ရပါဘူးနှွားမိုင်ထက်အများကြီးချမ်းသာတယ်နမင်းချင်းရုပ်ရှင်ထုတ်လုပ်သူခရိုနီတထေးကြီးထက်ခိုင်ဝင်းကနှောဖွားရထားကိုနှွားမိုင်လက်ထံကဖြတ်ယူသွားတာဖြစ်ပါတယ်ဒီလိုနှောဖွားရထားကသူ့ကိုထားခဲ့ကချမ်းသာတဲ့ခရိုနီတထေးကြီးတယောက်နဲ့တွင်းလိုက်တဲ့ပုံမှာနှွားမိုင်တရားတော်တော်လေးကိုခံစားအခက်ခဲလို့ဒရိုက်တာပြင်းဟင်းတင်ဟာကပြောခဲ့ပါတယ်ဒါပေမဲ့လည်းအစောရောင်းနဲ့ထိတ်တန့်ခရိုနီတထေးကြီးရှင်လာတော့ မ်းမိုင်ကျင်းရင်သူဖြစ်ခဲ့ရတဲ့သဘောလို့ဒရိုက်တာပြင်းနေရကဆိုပိုင်းဒါကြောင့်လင်းလွှမ်းမိုင်က post တင်ပြီးတော့သူဟာနော်ဖောရဲ့ထားနဲ့ချစ်ကြိုက်တာကိုဖုံးခွဲထားခဲ့ပေမဲ့နော်ဖောရဲ့ထားကတော့သူ့ official ပြန်မတွဲခဲ့ပေမဲ့သူကနော်ဖောရဲ့ထားကိုတစ်ဖက်သက်ပြန်ဆိုင်နေတယ်လို့လုပ်ခဲ့တဲ့ post ကတင်ခဲ့တာပါဒီလိုနော်ဖောရဲ့ထားထားခဲ့ခံရတာကြောင့်လွှမ်းမိုင်တရားမြောက်တကယ်လို့တော်တော်ဖြစ်ခဲ့ရတာဖြစ်ပိုင်းဒါအောင်မမမနန်းစုကကဲတင်ထားတာပါဘာပြပြခုချိန်မှာလွှမ်းမိုင်ကနန်းစုရဲ့ဒီဆိုတဲ့နေသားကြတော့နော်ဖောရဲ့ထားကတော့ညီမနိုင်ငံရဲ့ထိတ်တန့်ချမ်းသာဆုံးခရိုနီတထိန်နဲ့ချစ်ကြိုက်နေရဖြစ်ပိုင်း နောက်ဖော်ရင်ဟာဒီလိုမျိုးနာမည်ကြီးရုပ်ရှင်ထုတ်လုပ်သူခရိုနီတထိန်ကြီးနဲ့ကြိုက်နေတာကြောင့်လဲရုပ်ရှင်လောကရင်မှာတော်တော်လေးကိုမျက်နှာပွင့်လာတယ်လို့ဒရိုက်တာပြင်းဟိန်းကပြောလာတာပါထို့သဖြင့်ရုပ်ရှင်တရုပ်ဆောင်တွေဟာနောက်ဖော်ရင်ထားကိုဖားချရတယ်လို့ဆိုရင်အခုချွတ်နေကြတဲ့ပရိသတ်တွေကရောနောက်ဖော်ရင်ထားနဲ့လွှမ်းမိုင်တွေရဲ့ဇက်ရှုပ်ကိုဘယ်လိုမြင်ကြကြလဲဆိုတာပြပြသွားကြပါဦး